အခုဒီ Miss Universe မြန်မာရဲ့အဲဒီကားနဲ့ပေါ့နော် sponsor car photo shoot ပေါ့နော်အဲ့ဒီပုံလေးတက်လာတယ်ဆိုတော့အဲ့ဒီပုံလေးတွေကြည့်ပြီးတော့သူဒီပုံလေးတွေကိုကြည့်ပြီးတော့ဘသူက photogenic အဖြစ်ဆုံးလဲပေါ့နော်ဘသူက modeling skill အရှိဆုံးလဲဆိုတာကိုဒီ fan သဘောမျိုးပဲပေါ့နော် I'm not a expert in modeling as well so fan တယောက်အနေနဲ့အဲ့လိုမျိုးကြည့်သွားမယ် အဲဆိုဒီဟာကိုကြည့်ပြီးတော့ဘာကိုသွားတရရလဲဆိုတော့ဒီ Asia Next Top Model ပေါ့နော်အရင်တော့ကမင်းမြတ်နိုးတို့တက်တက်သင်း beauty တို့ပြင်ခဲ့တဲ့ပွဲကိုသွားတရရတယ်ဆိုတော့ဒီလိုမျိုးကောင်းကိုနောက်ခံထားပြီးတော့ရိုက်တာဆိုရင်ဒီမင်းမြတ်နိုးပြိုင်တဲ့ဒီ Asia Next Top Model Cycle 4ပေါ့နော် Cycle 4မှာလည်းမျိုးပါလဲတင်တယ်အမှတ်မရပါပေါ့နော်ဆိုတော့အဲ့ခါလေးသွားပြီးတော့တရရတယ်ပေါ့နော်ဆိုတော့ဒီ Miss Universe မြန်မာလှမယ့်အထက်မှာဘသူကဒီကောင်းကိုဘယ်လောက်ထိ promote လုပ်ပေးနိုင်လဲပေါ့နော်ဒီ photo ထဲမှာဆိုတဲ့ဟာကိုကြည့်သွားမယ် Okay all right ပထမတယောက်ကကြတော့ okay oh तू อ่ะဘကိုးဝါခင်းလာဆို she also have the modeling skill အခုဒီမှာ modeling skill ကလည်းရှိနေတယ်သူရဲ့ဒီမျက်နှာအနေထားကို symmetrical ဖြစ်တယ်ပြီးရင်တော့ခါထောက်ထားတဲ့ပုံစံရောပြီးရင်လက်ကရောပြီးရင်ဒီဟွာပေါ့နော် तू อ่ะဒီပိုက်ဆောက်တို့လိုမျိုးလွှင့်လိုက်တဲ့အချိန်မှာကောင်းကိုလူတွေမျက်စိရောက်အောင်လှုပ်ပေးတယ်လို့မျိုးဖြစ်နေတယ်သူရဲ့ပိုက်ဆောက်ပေါ့နော်ဆိုကောင်းကို promote လုပ်ပေးတယ်ကြိုက်တယ်อืมနောက်တစ်ယောက်ကသူလည်း အာနောက်တစ်ယောက်ကကျတော့ border town border town ရဲ့ post လေးလည်းမဆိုးကြိုက်တယ်သူအဓိကဒီအကုန်လုံးကအခုတောင်းလျှောက်ရှေ့မှာကြည်လာတဲ့အထင်မှာအကုန်လုံးကမတက်ရက်ပြီးပဲရှိနေရပေါ့နော် so border town ကဒီလိုမျိုးလေးဒီခြေကိုအခုလိုမျိုးလေးလှုပ်လိုက်တော့သူ post ကထူးခြားသွားတယ် modeling skill ကိုမြင်ရတယ်ပေါ့နော်အော်ဟာခါဟာခါကဟာခါလည်းမဆိုးဟာခါရဲ့ပုံစံဘယ်လိုကြည့်ကြည့်မှကြည့်မယ်တစ်ချက်လောက် သူရဲ့ဒီ body posture ကြိုက်တယ်ပြီးရင်တော့ဒီဟိုဟာပေါ့နော်လက်ဒီလိုလေးဖြစ်သွားတာလေဒီလှုပ်ပြထားလေးလည်းအဆင်ပြေတယ်ကားဘက်ကိုရောက်နေတဲ့အတွက်ကြောင့်ကားကိုဒီဟိုညွန်ပြသလိုမျိုးဖြစ်တယ်ဒီလိုမျိုးဖြစ်နေရမှာပေါ့နော်ဒါပေမဲ့သူရဲ့ပိတ်စားကကားကို꽌နေတယ်တော်တော်လေးကို꽌နေရပေါ့နော်ဆိုဒါလေးတစ်ခုပေါ့ okay နောက်တစ်ယောက်ဘယ်သူလဲဆိုဖာကန်ဖာကန်ရဲ့ဒီ look လေးကိုကြိုက်တယ်ရောသူအကုန်လုံးစီးပြီးတော့တင်လိုက်တော့နဖူးကလည်းပြောင်ပြောင်လေးမှာဒီလိုမျိုးစီးပြီးအပေါ်တင်လိုက်တော့ modeling ပေါ့နော် model ဒီ model တယောက်ရဲ့ပုံစံရုပ်ရည်သွင်ပြမျိုးကိုမြင်ရတာပေါ့နော်အဲတခုကကြတော့ဒီပြင် okay သူဒီ do ပြထားလေးလည်းကြိုက်တယ်ပေါင်တန်လေးလည်းမြင်ရတယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့တကယ်တကယ်နည်းနည်းလေးဒီနောက်ကသူ့ရဲ့ဒီ engine ဒီ evening gown ရဲ့ outfit ကအလွာကြီးကိုနည်းနည်းလေးဒီဘက်ဘယ်ဘက်ကိုချပေးလိုက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကြွားရွာသွားမှာသူ့ရဲ့ဒီညနာလုတ်နဲ့อืมနောက်တစ်ယောက်က insane insane ကကြတော့ body posture ကြိုက်တယ်ရက်မောင်းနဲ့အဆင်ပြေတယ်ဒီစကတ်ဟိုဟိုပါဘောနော်ဒီလက်ကပိတ်စာကြီးကလည်းတကယ်တကယ်ကောင်းလို့လည်းအရင်ကွယ်မနေဘူးဘောနော်ဒါပေမဲ့လည်းပါလဲဆိုမျက်နှာကြီးကအရင်မော့သွားဘောနော်အဲ့ဒါလေးတခုတော့လိုတယ်နောက်တစ်ချက်အိုးကလောကလောဒီနေရာမှာသူရဲ့ face face ကိုကြိုက်တယ်ရောဒီမထီထီလေးရောမျိုးပြုံပြုံလေးနဲ့ဘောနော်ပြုံးလဲဆိုပေမဲ့အရင်လည်းဟို miss ကြီးအရင်ဆန်နေရမျိုးလည်းမဟုတ် modeling ဆန်ဆန်လေးလည်းရှိနေသေးတယ် အပြင်တော့သူရဲ့ NGA ဒီပိတ်စရီကလည်းလွှားခနဲလွှားခနဲဖြစ်နေအဆင်ပြေอืมကော့တောင်းโอเคဆိုအခုမှပဲပေါ့နော်ဒီကားကိုမှီပြီးတော့ရိုက်တဲ့ဒီ post card အခုပဲကော့တောင်းတယောက်စီမှာပဲတွေ့ရသေးရယ်ဆိုတော့ to the uh she use her brain ပေါ့နော်သူရဲ့ brain ကိုအသုံးချသွားโอเคနောက်တစ်ယောက်ဝါကြောက်တဒါ ကျောက်တဒါရဲ့ဒီမျက်နှာလေးတကယ်တကယ်ဆိုရင်အဆင်ပြေပေါ့နော်ဒါပေမဲ့အရင်လိုလိုမျိုးကြီးဖြစ်နေတယ်ဒီမျက်နှာမျက်လုံးအရင်ဟိုနည်းနည်းဟိုအားစိုက်တာများသွားပေါ့နော်တကယ်တကယ်ဆိုရင်ဒီရ posture ကို PND အာဟိုစကတ်ကနောက်ဖက်ကိုလွင့်နေတာလေးကရောအဆင်ပြေနေပြီပေါ့နော်မကွေးရဲ့ body posture ရယ်ပြီးရင်နောက်ဒီစကတ်ကြီးကနောက်ဖက်ကိုလွှားနေတာလေးတွေကတော်တော်လေးကိုအဆင်ပြေနေပြီပေါ့နော်ဒါပေမဲ့ဘယ်ဟာလဲဆိုတော့လက်လက်ကတော့ jewelry တွေကိုဒီဟို အာရောင်းတဲ့အခါတော့မျိုးပြတဲ့ post ကြီးဖြစ်နေရပေါ့နော်လက်ကကြာတော့ okay အစခံအောင်မလားမသိဘူး sorry ပါအော်နောက်တစ်ယောက်ကကြတော့မယန်ကုံမယန်ကုံရဲ့မျက်နှာလေးကိုတော့ကြိုက်တယ်သူဒီ modeling ပေါ့နော် model တရားရဲ့ Asian look ပေါ့နော် Asian model Chinese look အဲ့လိုမျိုးလေးဖြစ်တယ်ကြိုက်တယ်ဒါမဲ့လည်းပါလဲဆိုတော့သူကကောင်းကိုရိုင်းကွယ်နေရပိတ်စနေနဲ့ရောလူရောပေါ့နော်အဲ့လိုမျိုးရိုင်းကွယ်နေ Okay ကဲတကယ်ဆိုလို့ရှိရင်ကားဘက်ကိုပဲလှန်ချလိုက်ရမှာလှမယ်အကုန်လုံးမြို့ကိုကိုဆန်းအမိုးကုတ်မိုးကုတ်ကကြတော့ကြည့်ကြည့်မယ်မျက်နှာရွှင်နေတဲ့အတွက်ကြောင့် modeling pose ပေါ့မနေဘူးဒါပေမဲ့သူ့ရဲ့ဒီ body posture တွေကိုကြိုက်တယ်ကားကိုလည်းလက်ကင်ထားရဆိုတော့အဲ့လားလေးကိုကြိုက်တယ်နောက်တစ်ခုဒီစကတ်ကလည်းလွင့်ပြီးတော့အရင်ကားကိုဖုံးမနေဘူးပေါ့နော်အဲ့ဒါလေးကြိုက်တယ်မျက်နှာလေးရွှင်နေတာလေးတစ်ခုပဲတီးဖို့လိုရပေါ့နော် modeling modeling face တွေကမျက်နှာကို they need to make uh, their face static ပေါ့နော် facial expression ကို static ဒီအာဟိုဘာအတီဖြစ်နေဖို့လောက်ထားတာအဲ့ဒါမလို့လဲဆိုတော့ဒီအဲ့ဒါမှပဲသူတို့ရောင်းတဲ့အင်ဂျီဆိုအင်ဂျီကိုလူတွေက focus လုပ်မှာအဲ့လိုမျိုးဟိုဖြစ်တယ်ပေါ့နော်ဆိုတော့မျက်နှာတီဖို့လိုရပေါ့ modeling one of the modeling uh facial expressions ပေါ့နော်အဲတချို့ကြားလို့ရှိရင်လည်းပြုံးနေရမျိုးကြီးလဲဟိုဒီပါတယ်ဒါပေမဲ့ပွဲနေထားမှမူတီပြီးတော့ပေါ့ဟုတ်နောက်တစ်ခါမှုတော့ မှုတုံကပျော်ပျော်ရွှင်ရွှင်လေးပေါ့အဲ့လိုမျိုးဟိုတကယ်တကယ်ဒီ modeling pose အနေနဲ့တာမဟုတ်ဘူးဆိုလို့ရှင်တော့မှုတုံရဲ့ pose ကိုကြိုက်တယ်လွင့်ပြီးတော့အာဒီ label မှာလွင့်ပြီးတော့ကားလေးနဲ့ပျော်မွေ့နေရဆိုတဲ့သဘောမျိုးလေးပေါ့နော်အမ်နောက်တစ်ယောက်ကမြိတ်မြိတ်ကိုအာဆိုတော့မဆိုးအိုးနေပြီးတော့ နေပြီးတော့ posture ကိုကြိုက်တယ် body posture ကိုကြိုက်တယ်ပေါ့နော်အာဒီပိတ်ဆလွင့်နေတာလေး body posture ပေါ့နော်အဆင်ပြေတယ်ကြိုက်တယ်အဲပြီးကားကိုလည်းသူထိထားဆိုတော့ကားကိုရောင်းနေတဲ့ပုံစံမျိုးလည်းတွေ့ရပေါ့နော်အာမျက်နှာမျက်နှာလေးလည်းအဆင်ပြေပါတယ်ရိုင်း over ဖြစ်တယ်လို့ထင်တာတကယ်တကယ်ဆိုရင်အဲဒီမဖြစ်ဘူးပေါ့နော်သူရဲ့ဒီ modeling posture ကိုတွေ့ရတယ် okay ဆိုတော့ဆက်သွားမယ်နောက်တစ်ယောက်ပသိမ့် ပဒိန်ကအနောက်တိုင်းဆန်တဲ့ရုပ်ဆိုတော့သူ့ရဲ့မျက်နှာဘလိုနေနေကိုဖိုတိုဂျန်နေဖြစ်ပြီးသားပေါ့နော်အဲ့မှာနယ်လေးပြုံးနေပြုံးတဲ့အခါอืมပြုံးတာတစ်ဖက်ဆောင်လေးပြုံးနေခနဲ့ပြုံးလေးပေါ့နော်အဲ့လိုမျိုးလေးအာဆိုတော့မဆိုဘူးဒါမဲ့ဒီ modeling skill ကိုပြရမှာဖြစ်တဲ့အတွက်ကြောင့်အရင်ပြုံးနေတာမျိုးကြီးတော့တိတ်ပြီးတော့သူဘုံမကြောက်ဘူးပေါ့နော်ပြီးတစ်ခုကကြာတော့သူ့ရဲ့ဒီပိတ်စာနည်းနည်းရှုံနေအဲအဲ့ဒါလေးတစ်ခုပဲကျန်တဲ့ဟာကတော့အဆင်ပြေဒါကလေတိုက်နေကြမှထင်တယ် အော်နောက်တစ်ယောက်ပြင်ဦးလွင်ပြင်ဦးလွင်အရက်မောင်ကောင်းတယ်လို့ထင်တာပဲပေါ့နော်သူရဲ့အရက်ဘလောက်လဲဘလောက်ရှိရလဲမသိရသေးဘူးပေါ့နော်ဒီနေ့ဒီ Miss Universe မြန်မာကဒီအပြန်ပွဲဝင်နေရဲ့အရက်မောင်းနေ body ဒီ site တွေကိုမကြင်ညာသေးဘူးလားတော့မသိဘူးပေါ့နော်ဒီဟိုမကြည့်လွတ်သွားလားတော့မသိဘူးပေါ့မတွေ့ရသေးဘူးပေါ့နော်ပြင်ဦးလွင်ရဲ့ဒီ facial expression ကြိုက်တယ်ပြင် body ကြိုက်တယ်မိုက်တယ်အဲပေါ့နော်တစ်ခုပဲစကတ်စကတ်ကနည်းနည်းရိုင်းနည်းနည်း အရင်ရှုံနေအဲ့လိုမျိုးလေးအဲ့ဒါလေးတခုတော့ဖြစ်တယ်ကျန်တဲ့ဟာတော့အဆင်ပြေတယ်ကားကိုလည်းရောင်းလာတွေ့ရပါတော့နောက်တစ်ယောက်ပင်မနာပင်မနာရဲ့ post လေးလဲဆိုတော့မဆိုဘူးဒါပေမဲ့နည်းနည်း miss ဆန်နေရပါတော့သူရဲ့ design ကကြတော့စစ်တွေစစ်တွေရဲ့ post ကမဆို body poster ကြိုက်တယ်ပြီးရင်နောက်ဒီ second လေးလွှင့်နေရပြီးရင်နောက်ဒီသူရဲ့ဒီ left ပြထားတဲ့ပုံစံလေးနဲ့အဆင်ပြေတယ်။တခုပဲကင်မရာကိုမကြည့်တာတခုပဲကင်မရာကိုကြည့်ဖို့လိုတယ်။ Oh တောင်ကြီးတောင်ကြီးရဲ့ face လည်းကြိုက်တယ်ပေါ့နော် The face face of beauty မြန်မာတော့ဘာတော့လို့မျိုးပေါ့သူရရုပ်ရည်လေးอ่ะတောင်ကြီးရဲ့ဘာမှထူးထူးထူး post ပေးတာတော့မဟုတ်ဘူးเนาะဒါပေမဲ့ကားကိုလည်းထောက်ထားဆိုတော့ကားနဲ့ပို့ပြီးတော့နီးစပ်နေတဲ့ခံစားချက်မျိုးရတယ်အဲပြီးရင်တခုကကြတော့ဘာလဲဆိုတော့ဒီစကတ်ကအောက်ဘက်မှာ net ရှုံနေတယ် ဒီစကပ်ကိုလေဒီဘယ်ဖက်မှာသာလွှားခနဲ့ဖြစ်နေမယ်ဆိုရင်သူရဲ့ post ကသူရဲ့မျက်နှာနဲ့သူရဲ့အရမ်းမောင်းနဲ့သူရဲ့ body နဲ့တော်တော်လေးကို perfect ဖြစ်နေမှာနောက်တစ်ယောက်တန်လျင်တန်လျင်ရဲ့ post ကကြတော့မဆိုးမဆိုးဒါမဲ့စကပ်ကဒီနည်းနည်းလေးတော့လွင့်နေဖို့လိုသေးရပါတော့ဒီအောက်ဖက်မှာအဲ့ဒါမှပဲကားဖက်ကိုညှွန်ပေးတယ်လို့မျိုးဖြစ်နေမှာအာမျက်နှာမူရလေးလည်းမဆိုးဘူးကောနော်နောက်တစ်ခုသင်ငန်းကျွန်း သင်္ကန်းကျုံးကလေမတိုက်ဘူးထင်တယ်နည်းနည်းလေးလေတိုက်လို့ရှိရင်ဒီဖက်လူကလည်းလှုပ်ဖို့လိုရထင်ပါတယ်လှုပ်လည်းလှုပ်မှာပေါ့ဒါပေမဲ့ဒီတချို့သူတို့ဒီကင်မရာမန်တွေကကြောက်လဲ facial expression ကောင်းလာတွေ့ရလို့ရှိရင်ဒီဟာရှိမနေဘူးဒီဟာပိတ်စာရည်တွေက perfect ဖြစ်ရင်လို့ရှိရင်မျက်နှာအဆင်မပြေဘူးဆိုတော့သူတို့ဒီပုံရွေးတဲ့အချိန်မှာသူတို့အတွက်လည်း challenge ဖြစ်မယ်ထင်တယ်ဒီလိုမျိုးတွေပေါ့နော်အကုန်လုံးကို fair ဖြစ်ဖြစ်မျက်မှတ်တက်တာလည်းရွေးရအောင်မယ်ဆိုတော့ဆိုတော့သူ့ရဲ့ဒီ အာမတ်တရက်နေတဲ့ပုံစံရဲ့ body posture ရဲ့ဒီဒူးခွေးပြထားတဲ့ဟာရဲ့အာအဆင်ပြေတယ်ကားကိုရောင်းလာတော့တွေ့ရပေါ့နော်ကားဖန်လှဲလိုက်တဲ့အတွက်ကြောင့်လို့ထင်တာပဲပေါ့နော်အာဒါမဲ့မျက်နှာမျက်နှာနည်းနည်းလေးပြုံးနေတယ်တကယ်တကယ်ဆိုရင်တီတီတီလေးဖြစ်ရမယ်ပေါ့နော်အာတီတီလေးဖြစ်တာကိုပဲကြိုက်တယ်လို့ပြောတာနော်ဒီအရင် modeling ကြောင့်လည်းမသိပါဘူးနော် okay ဆိုတော့သူတို့ရဲ့ modeling skill နဲ့ကားကားကိုရောင်းပေးသွားနိုင်လဲဆိုတာကိုအမြင်လေးကိုအဲ့လိုမျိုးပြောတာဖြစ်ပါတယ်